အားလုံးမင်္ဂလာပါ Live to Learn မှကျေးဇူးပါတယ်ဒီနေ့မှာတော့ Bangkok University မှာကျောင်းတက်နေတဲ့ကျောင်းသားတဦးနဲ့ Tourism Meter အကြောင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ရှင်အားလုံးမင်္ဂလာပါမင်္ဂလာပါမ ဖြစ်ပါမောင်လေးရဲ့လက်ရှိတက်ရောက်နေတဲ့မေဂျာနဲ့နှစ်လေးကိုပြောပြပါဦးနော်။ဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်ကတော့လက်ရှိဘန်ကောက်ယူနီဗာစီတီမှာတူရင်မေဂျာကိုတတိယအနေနဲ့ပြင်ကြားနေတဲ့ကျောင်းသားတယောက်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါတွေ့ရတာဝမ်းသာပါတယ်။ဟုတ်ကဲ့ပါမှတွေ့ရတာဝမ်းသာပါတယ်။မောင်လေးကအန်ဒပ်ယူနီဗာစီတီမှာတူရင်မေဂျာကိုတက်ဖို့ရောဆက်လို့ရွေးချယ်ခဲ့ရတယ်ရှင်။အော်ဟုတ်ကဲ့အမဒီကျွန်တော်စစချင်းကတော့ကျွန်တော်တူရင်မေဂျာကိုမြန်မာနိုင်ငံမှာတည်းကစိတ်ဝင်စားတယ်။ဒါပေမဲ့ဒီဘန်ကောက်ကိုရောက်တဲ့အချိန်မှာဒီတူရင်မေဂျာနဲ့နာမည်ကြီးတဲ့အကြောင်းတွေကိုလိုက်ချလိုက်တဲ့အချိန်မှာအကြောင်းတွေကတော့အများကြီးထွက်လာတယ်။ဒါပေမဲ့ တော်ဘာဖြစ်လို့ Bangkok University ကိုရွေးချယ်ခဲ့ရလဲဆိုတော့ဟောပေးရတဲ့ဈေးနှုန်းနဲ့အဲတင်းတင်းနဲ့ quality အဲ့ဒီ graduation ကိုရမယ်လို့လည်းခံစားရတဲ့အတွက်ကြောင့်ကျွန်တော်ရွေးချယ်ခဲ့တာဖြစ်ရင်အဲလိုကြောင်းမှာကြတော့ဒီ 2+2 တို့ 2+1 တို့ 3+1 တို့ရှိရတဲ့အတွက်ကြောင့်မလို့ဥမာကိုကဒီဘန်ကောက်မှာပဲအဲဒီနေ့လုံးတက်တင်ပေးတယ်ဒီမှာ2နှစ်တခြားနိုင်ငံမှာ2နှစ်လည်းတက်လို့ရတယ်ဒီမှာ3နှစ်တခြားနိုင်ငံမှာ2နှစ်လည်းတက်လို့ရတယ်အဲလို opportunity တွေလည်းရှိတယ်ပြီးရင်ဒီကျွန်တော်တို့ဘန်ကောက် University ကကြောင်းပြီးသွားလို့ရှိရင်လည်းတို့ရနိုင်တဲ့ရာခိုင်နှုန်းတွေအားလည်းများရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘန်ကောက် University ကိုအဓိကထားပြီးရွေးချယ်ခဲ့တာပေါ့နော်ဟုတ်ပါဘန်ကောက် University ရဲ့ hostel hospitality and tourism management major မှာရောအဓိကဘာတွေကိုအဓိကသင်ကြားရပါလဲရှင်ဟုတ်ကဲ့မှာကျွန်တော်တို့ major မှာအဓိကအားထင်းတော့ academic year လင်းနေရှိတယ်ဒီလင်းနေမှာဖက်စီယာမှာဆိုရင်တော့ကျွန်တော်တို့အဓိကအပြင် business လိုအပ်တဲ့ဟာတွေကိုပဲသင်ရတယ်ဒီ second year မှာဆိုရင်ကျွန်တော်တို့အဓိကအပြင်ဒီ credit major တွေဖြစ်တဲ့အဲဒီ air management ဒီ airline business နဲ့ပြီးရလို့ရှိရင်ကျွန်တော်တို့ဒီဒီ tour business ပြီးရလို့ရှိရင်ဒီကျွန်တော်တို့ restaurant business ဆိုပြီးတော့အမျိုးအစားတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့လေ့လာလို့ရပြီခင်ဗျာပြီးရလို့ရှိရင်ကျွန်တော်တို့ဒီ second year ကနေစပြီးတော့ okay ကိုက2 plus 2 program နဲ့အဲသင်ကျင်တယ်ဆိုလို့ရှိရင်2 plus 2နဲ့လည်း second year ကနေစပြီးသွားလို့ရတယ် okay ကိုက second year မ်းမဟုတ်သေးဘူးကိုကတက်ကြီးရမှသွားခြင်းနဲ့ဆိုရင်လည်း3 plus 1နဲ့သွားလို့ရတယ်မှာအဲ့ဒီဟာတွေကတော့ကျွန်တော်တို့လက်ရှိဒီကျွန်တော်တို့ tourism media မှာအခုလောလောဆယ်ကျွန်တော်တို့လက်ရှိတင်နေရတဲ့ media တွေမှာဖြစ်ပါမှာလေဒါဆိုရင်2 plus 2တို့2 plus 1တို့ exchange program တွေနဲ့ထိုင်းနိုင်ငံကနေပြီးတော့တခြားနိုင်ငံအနောက်နိုင်ငံတွေနဲ့ ထပ်ပြီးတော့ပညာရှင်ကိုလို့ရတာပေါ့နော်ဟုတ်တယ်မှာကျွန်တော်တို့ဒီ tourism မှာဆိုရင်အဓိကနာမည်ကြီးတာကတော့အဲဆွစ်ဇာလန်ကကျောင်းနေတဲ့နာမည်ကြီးတယ်ဒီကျွန်တော်တို့ကျောင်းရတယ်ဒီဆွစ်ဇာလန်ကကျောင်းနေတဲ့ဒီအေးအေးတခါလေးချိတ်ဆက်ထားပြီးတော့တခါလေးတန်းတက်ရောက်လို့ရတယ်ဆိုတော့ပိုပြီးအစီအပြေမှာပြီးရင်ကျွန်တော်တို့က double degree ရမှာဒီဘာကောက် university ပြီးရဲပွဲလေးရမယ်ဆွစ်ဇာလန်ပြီးရဲပွဲလေးရမှာဆိုတော့ကျွန်တော်တို့ကအစီအပြေမှာအဲ့လို program တွေလည်းအခုလက်ရှိတော့တငယ်ချင်းတွေဆိုရင်လည်းလက်ရှိသွားတက်ရောက်နေတဲ့လူတွေအများကြီးတွေမှာ ဘန်ကောက်ယူနီဗာစီတီကနေပြီးတော့ကျောင်းပြီးသွားတဲ့ tourism major တောင်သားပြောင်းနေရဲ့ဆိုရင်တော့ဒီအလုပ်ကန်ဆွမ်းလမ်းကြီးကဘယ်လိုမျိုးများရှိရမှာလဲရှင်။အဟုတ်ကဲ့မှာဒီလက်ရှိလုပ်ကန်ဆွမ်းလမ်းလေးအနေနဲ့ကတော့ဒီကျွန်တော်တို့ရှိရပြီးသွားတဲ့ senior တွေပြောစကားအရဆိုကျွန်တော်တို့တွေကဒီ hotel တွေဘိုင်းမှာကျွန်တော်တို့လျှောက်လို့ရတယ်ပြီးရင် restaurant ဘိုင်းတွေမှာလည်းလျှောက်ပြရတယ်အကယ်၍ကိုကဒီ cruise ship ဘိုင်းမှာလည်းစိတ်ဝင်စားရဆိုလို့ရှင်ဒီ river cruise တွေဟိုဘယ်လဲတခြား USB တို့တခြား Rio တို့ဘက်က cruise တွေပြီးပါလိုက်လို့ရတယ်မှာဒီကျွန်တော်တို့တောင်းတာအာ tourism မေဂျာကနေပြီးတော့အခုလက်ရှိတက်ရောက်နေပြီးတော့အော် ခုလက်ရှိတက်ရောက်ပြီးကြောင်းပြီးသွားပြီးတော့အခုလက်ရှိ cruise ပေါ်မှာလုပ်နေတဲ့ကျောင်းသားတွေလည်းရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကိုယ်စားရှင်နေနေရတော့ဒီကျွန်တော်တို့ hotel တွေဘိုင်းမှာလုပ်လို့ရမယ်။ restaurant တွေဘိုင်းမှာလုပ်လို့ရမယ်။ဒီကျွန်တော်တို့ဒီ cruise ဘတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျောင်းသားအခုလက်ရှိကြောင်းပြီးကစားကျောင်းသားတွေကိုအများစုခေါ်ပေးတာရှိရတဲ့ကြောင်းမလို့ဟိုအလုပ်ကန်အခွင့်အရေးနေရတော့အရင်ရှားပါတယ်လို့တော့ပြောလို့မရဘူးမှာ။ဟုတ်ရဲ့လေဒီလက်ရှိတတိယနေ့ရောက်ပြီဆိုတော့ Bangkok University ကတခြားကျောင်းတွေလည်းရှင်းနေဆိုလို့ရှိရင်တော့ဘယ်လိုအားသာချက်လေးတွေရရှိနိုင်လဲမအောင်ဘူး။ ဟုတ်ကဲ့မှဒီကျွန်တော်လက်ရှိတည်းကလည်းတနည်းနဲ့တယောက်နေဆိုတော့ကျွန်တော်ဈားထဲမှာ password တွေလည်းတောက်ခဲ့တယ်အထူးရည်တွေဖြစ်ခဲ့တယ်ကျွန်တော် covid တွေလည်းဖြစ်ခဲ့တယ်ဒီဟာကတော့ကျွန်တော်အဖြစ်ကျန် ဆိုတာပေါ့နော်ကျွန်တော်အာပတ်စုပ်ရတဲ့အချိန်မှာလေကျောင်းရဲ့ admission office ကနေပြီးတော့ကျွန်တော်ကိုအပြည့် WhatsApp ပေးတယ်လိုအပ်တဲ့ document တွေ group ကလည်းထောက်ခံပေးတယ်ပြီးရင်ကျွန်တော် accident ဖြစ်တဲ့အချိန်မှာလည်းဆရာဆရာမတွေရဲ့ view time ကိုလည်းကျွန်တော်အပြည့် WhatsApp ရတယ်ကျောင်းဘက်က medical QR နဲ့ recovery ဖြစ်တယ်အဲ့ဒီကြောင့်ကျွန်တော်မှာဒီ Bangkok University ကိုကျွန်တော်ယူခဲ့တာတော့မမောင်းလို့ဆိုခင်တယ်မှာအေးဒါအခုလက်ရှိ Bangkok University အနေဆောင်ဝင်ဖြစ်ပါတယ်เนาะတောင်းကျက်နေနေတဲ့ Apartment Rental Service တွေလောက်ပြီးပြီလောက်ပါ တောင်မောင်လေးနေလေပေါ့နော်ဒီကျောင်းတဲ့ရေဆာဖစ်ကိုကျောင်းသားတွေကိုလောက်ဆောင်ပေးရတာပြောပြပေးပါအောင်နော်အဲဟုတ်ကဲ့မှာအခုလည်းရှိတော့လို့ဒီ animation နဲ့ video တွေကတော့ကျောင်းလေးအမှတ်ကြည့်ပြီး အဲ့ဒီကြောင့်မို့ကျွန်တော်ကအကြောင်းသားမှာအပမန့်လေးကွန်တိုတွေကိုအကြောင်းသားတွေအတွက်အရှာပြီးရ service ကိုလုပ်တယ်အမဒါပေမဲ့အခုနောက်လာမယ်အကြောင်းသားအသစ်တွေကတော့တင်ကောင်းရှိတယ်အမကျွန်တော်တို့အကြောင်းမှာဒီ now international student တွေအတွက်ပါအကြောင်းတော်အသစ်တွေဆက်လက်အများကြီးထောက်နေတယ်အခုလက်ရှိလဲ50%ပြီးနေပြီနောက်လာမယ်တစ်နှစ်တစ်နှစ်အတွင်းမှာလည်းဒီအဆောင်တွေဖွင့်လှစ်ပြီးတော့အကြောင်းသားအသစ်တွေထားရုံနဲ့လုပ်ရဲပြင်ပြထားရတယ်အမအဲ့ဒီအတွက်ကြောင့်မို့လို့နောက်လာမယ်အကြောင်းသားတွေဆိုတော့ဒါတင်ကောင်းပါပဲအမ ဘန်ကောက်ယူနီဗာစီတီမှာကျောင်းတက်ဖို့စိတ်ဝင်စားတယ်မြန်မာကျောင်းသားတွေအတွက်ဆိုရင်ရောဘလို့အချက်အလက်တွေညာပြင်ဆင်ထားဖို့လိုအပ်လို့ရှိရှင်။အဲအမှန်မှဒီဘန်ကောက်ယူနီဗာစီတီမှာတက်ချင်တဲ့ကျောင်းသားတွေအနေနဲ့ကတော့ဒီ seven စနစ်ဟောင်းအောင်သားတွေဒီလိုနဲ့တက်ခံပြီးတယ်။အဲစနစ်တန်းစနစ်တွေအောင်သားတွေဒီလိုနဲ့တက်ခံပြီးတယ်။အမှကျောင်းတက်ချင်တဲ့ကျောင်းသားတွေအနေနဲ့ကတော့ seven online မှာ MSC made to င်းနဲ့ entry တွေလိုအပ်မယ်ပြောလို့ရှိရင် passport လည်းဒီလိုလိုအပ်မယ်အမဒီ English စာရေးခြင်းတွေကတော့ကျွန်တော်တို့အကြောင်းမှာ English စာ presentation အဲပြရတယ်မှာအဲအကယ်၍ကိုက English စာ presentation ကိုတည်ခြင်းဆိုလို့ရှိရင်လည်း PC လို့ခေါ်တယ်ပြည့်စွက်အတန်းကိုတန်းပြီးတော့တက်ပြီးတော့တစ်ခါတည်းတောင်းတက်ရောက်လို့ရပါတယ်မှာโอเคถ้าสมมุติว่าที่ IELTS ตัวเราก็ไม่ใช่แล้วป่ะเนาะจ้างหมู่เว้ยทําเว้ยไปแล้วแต่คราวนี้จ้างตัดตัดเลยอ่ะป่ะเนาะถูกป่ะเลยมา ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီတောင်းဝင်ဝယ်ဆောင်ဝယ်ပြည်သူတို့အတွက်အသိဝင်စားတဲ့တောင်းမတောင်းလို့ဆိုရင်လည်းဒီ list လမ်းကနေပြီးတော့အခမဲ့ intensive course တွေပြည့်စုံပေးနေပါပြီ preparatory english course လို့ခေါ်တဲ့ PEC ကိုလည်း join intake ကနေပြီးတော့စတင်လျှောက်ထားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်လည်းဒီမှာတောင်းတဖို့စိတ်ရင်းလာတဲ့မြန်မာတောင်းသားတွေအတွက်ကျမတို့ရေးဖြူလမ်းကနေပြီးတော့ online one service ဆက်ထားမယ့်အစားဆုံးဖြစ်ပြီး တောင်းလျှောက်တာလေးလေးလာကြတာအချင်းချာတာစရဲ့ online service ကိုရယူခြင်းနဲ့ဆိုလို့ရှိရင်တော့ list to land ကိုအခုပဲအမြန်ဆုံးဆက်သွယ်လိုက်ပါတော့เนาะနောက်ထပ် video တွေမှာလည်းပြပါမယ်ရှင် bye bye